အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြခြင်းနဲ့စာအုပ်လေးကတော့တိုင်းဆရာကြီးအောင်လင်းရေးသားထားတဲ့မောဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလေးငုံဖြစ်ပါတယ်မောမောစီကပြန်လာတိုင်းမောင်မောရပါတယ်တခုစဉ်းစားကြည့်စမ်းမမောရင်ခကြီးကဘလောက်ကြွားချားတယ်လဲလို့မိုင်လေးရာကျော်ခကြီးကိုဖြတ်ကျော်ပြီးမျော်လင့်ချက်ကြီးကြီးနဲ့လာခဲ့တဲ့မောင်အနေနဲ့အပြန်မှာမောရတိုင်း ရင်ဝယ်မဆန့်ခန်းစားချက်တွေကိုအံထုတ်လိုက်ရမှာအမောပြေရပါတယ်။မောဆိုတဲ့နှွက်ထွက်တင်ညာအမိကလေးဟာ အမှန်တော့မောအတွေ့မောသေးသလားလို့စိုးရင်ကြောက်ကြမိတယ်။အခုတော့မောင်အတွေ့မောစီရဲ့နာမည်ကလေးပဲဆိုတာမောင်သိရပါပြီ။မောင်နဲ့မောနဲ့တွေ့တော့မောအကြောင်းကိုတစိတ်တည်းတည်းသားမှမရေရဘူးလို့ခရီးတောင်းတယ်။မောတောင်းတဲ့ခရီးကို မောင်ပေးမိတာတော့အမှန်ပဲဒါပေမဲ့ခုမောင်ဒီကလေးကိုဖျက်လိုက်ပြီမောင်အုံနောင်နဲ့အတိညာကမောကိုပေးပြီးသားကလေးကိုမဖျက်ချင်ပေမဲ့မောင်ရင်ထဲမှာခံစားနေရတဲ့လှိုင်းကရက်တွေကဒီကလေးကိုဖျက်လိုက်ပြီစိတ်စိတ်တွေးတော့ရေးရေးပေါ်ဆိုတာလို့အပြန်ပြန်အလန်လန်တွေးပြီးမှဒီစာကို ရေးတာပဲမောကဘလောက်ပဲမြေးစေချင်ပေမဲ့စွေးနေတဲ့အသေးကမရေးပဲနေနိုင်မှုတဲ့မောရဲ့ အသည်ဆွေးရဆိုတာကလည်းတည်ရည်ဆွေးရလို့လည်းမခေါ်နိုင်ဘူးရုပ်ခနဲ့ဖြုတ်ချင်းဆွေးရတယ်ချက်ချင်းလည်းဆွေးရတယ်မောနဲ့ဝေးလေဆွေးလေ မောလေပြေးရလေပဲဘဝမှာတလန်းနဲ့တွားရတဲ့သူဟာဘယ်တော့မှမပင်မန်းဘူးတလန်းကတလန်းပြောင်းပြီးတွားရတဲ့သူဟာပိုပြီးပင်မန်းလာပါတယ်စိတ်ပန်းတယ်လို့ကိုယ်လည်းနှွမ်းရတယ်အသည်လည်းကျွမ်းရတယ်ဒီလိုပင်မန်းတဲ့ခရီးကို ဘယ်သူဖြတ်ကျော်ပြီးသွားခြင်းမလဲမောရယ်ဒါပေမဲ့လောကမှာမစိုးပိုင်တဲ့အခြေအနေပေါ်မှာလှုပ်ချင်တာဖြစ်ချင်တာတွေဟာမဖြစ်ရမလှုပ်ကြရပါဘူးဒါကြောင့်လဲမောင်ဟာဒီလိုပင်ပန်းလာတဲ့ခီးချမ်းကိုဖြတ်ကျော်ဖို့အခုထိစူးစမ်းနေရတာပဲဒါတွေအားလုံးမောနားလေအောင်မောင်ရှင်းပြပါစေချင်းမြတာခီးလန်းเจ้าမှာလိုက်သူနဲ့ပြေးသူဘသူကပို့ပြီးမောင်းမလဲမောကတော့ပြောပေမဲ့ပေါ့ လိုက်သူရောပြေးသူပါနှစ်ဦးစလုံးမောမှာပဲလို့မောပြေမဲ့အဖြစ်ဟာအမှန်တော့တပိုင်းမှန်တစ္ဆာစကားပဲဖြစ်မယ်ပြေးသူကမောပြေမဲ့တကယ်တော့အသေးမဆွေးရဘူးလိုက်သူကသာအသေးအဆွေးဆွေးနဲ့ခရီးဝေးကို မောအောင်လိုက်ရတာပြီးတော့လိုက်လို့မမီတိုင်းပြန်ပြန်ပြေးလာရတော့ခရီးနှစ်စာဝေးတယ်ဒီတော့မောကိုတခုပြောမယ်လိုက်ရတဲ့သူဆိုတာစိန်ခေါ်သူကပြေးလေတော့ နောက်ကလိုက်ရတယ်။လိုက်တိုင်းမောတော့အသေးဆွေးပြီးတခါပြန်ပြေးရတယ်။အမှန်တော့ဒီအဖြစ်ဟာမောင်အတွေ့ရင်နာစရာကောင်းလာပေမဲ့ မောင်ချစ်တဲ့မောကိုအပြစ်တစုံတရာမှမတင်ရပါဘူး။တင်စရာလည်းမရှိဘူး။ဒါပေမဲ့မောကမမောဘူး။မောရသူကမောင်ပါ။အခုတော့မောင်ဘဝဟာ မုံတိုင်းချားမှာအညာကပြတ်ထွက်လာတဲ့တိရွယ်ချောင်းလိုလေမှလွင့်ပါနေရပြီ။ တည်ရွယ်ချောင်းမှာတကယ်တည်ရွယ်ချောင်းမောမယုံမရှိနဲ့မောင်ရင်ကို ခွဲပြီးမောင်အသေးကိုထုတ်ကြည့်ရင်အဲ့ဒီတည်ရွယ်လို့မောင်အသေးဟာခြောက်ခန်းနေပြီလေမာလဲလွင့်နေပြီညီမာလဲစွင်းနေပြီဒါကြောင့်မောင်ဘဝမှာညီမန်းချက်တွေယုံကြည်ချက်တွေဟာတန်ဖနောက်အောက်မှာကျင်းမကုန်ပါပြီမောင်စိတ်နာပြီးရေးတာမဟုတ်ပါဘူးမောကိုမောင်တသေးလုံးစိတ်မနာနိုင်ဘူးဒါကြောင့်လဲမောင်အတိုင်းဝိုင်းက မောနဲ့ပတ်သက်လို့ပြောတိုင်းမောင်ကိုဘလို့ပြန်ပြောတယ်မှတ်တယ်လေအယူတဲ့မောင်သူတို့ကိုစိတ်မဆိုးနိုင်ဘူးသူတို့ပြောတာမှန်တယ်မောင်ဟာ အချစ်ယူနေတဲ့သူပဲရွှေရုပ်လို အလာထုတ်တုံမောအတွေ့ယူနေရတာမောင်ပါပဲဒီတော့လေမောင်ဘွားဟာပဇင်းရင်ခွဲကောင်းလို့ပူလောင်တဲ့နှလုံးသားကကွဲအဲ့ခြေပြုံးပြီးထွက်လာတဲ့ကြပြားတေးတွေကိုတီကုံရွတ်ဆိုရင်ငိုကြွေးနေရတာပဲအမှန်တော့ဒါဟာ ျက်စရာလဲကောင်းရဲ့နာကျင်စရာလဲကောင်းရဲ့ကြေကွဲစရာလဲကောင်းရဲ့ဒီအရာတွေအလုံးထဲကြေကွဲခဲ့ရတာကလွယ်လို့ရှက်လဲမရှက်ဘူးနာလဲမနာကြည့်ခဲ့ဘူးဒါတွေကအမှန်တော့မောကိုချစ်ရလို့နဲ့အတွက်ကြောင့်ပေါ်လာတဲ့ခွင့်လို့ခြင်းဆိုတော့သဘောပါပဲမောရင်အမှန်တော့မောင်ကကဲမှန်မှုတွေစတဲ့ငယ်ပါအချစ်ကိုချစ်တတ်ပေမဲ့ကြောက်တယ်ကြောက်တယ်ဆိုတာ မောကတဖွားဖွားပြောဦးတယ်။ကြောက်ချင်းကြောက်ရင် မောကကြောက်ရမှာမဟုတ်လား။အစ်စ်နဲ့ပတ်သက်ပြီးမောင်မှာဒဏ်ရာတန်းချက်တွေအပြည့်အနဲ့ရှင်းဝအထက်မှာ ပွိပိုက်ထားရသူပါ။ဒါကြောင့်လဲအခုတော့အစ်စ်အကြောင်းကို မောင်ကောင်းကောင်းချင်းနားလည်ပါပြီမောရီ။မတူညီတဲ့ဘဝမှာချစ်မြတာဆိုတာလိုက်ချင်းပြေးချင်းဝေးချင်းနဲ့ပူဆွေးငိုကြွေးရခြင်းပါပဲ။ဒါပေမဲ့မောင်ဆုံးဖြတ်လိုက်တယ်။မောနောက်ကို ဇွတ်လိုက်မယ်လို့မောင်ကိုမောကအိမ်မလာနဲ့လို့အတန်တန်တောင်းမှန်တယ်။မောင်ဇွတ်လာခဲ့မိတယ်။မောတို့အဖေနဲ့တွေ့ခဲ့ရတယ်။မောကို တွေ့ခွင့်မရခဲ့ဘူး။မောင်သိပါတယ်။မောတမင်တကအတွေ့မခံခြင်းလို့ကြောင်နေတယ်ဆိုတာပုံနေတဲ့သူကိုမိအောင်ဖမ်းဖို့ဆိုတာလွယ်တော့မလွယ်ဘူး။ဒါပေမဲ့မောင်မောကိုမိအောင်ဖမ်းခြင်းနဲ့ဆိုလိုတာကမောနဲ့တွေ့ခြင်းနဲ့တွေ့ပြီးမှမောရဲ့ နေမင်းလို့ပိုးသလားဒါမင်းလို့အေးမြသလားဆိုတော့မျက်နာကလေးကိုတစိမ့်စိမ့်ကြည့်ပြီးမောင်ကိုဘာလို့ရှောင်နေတာလဲမောရဲ့လို့တခွန်းနဲ့မေးချင်တယ်ဒီအဖြေရရင်ကျင့်နေပါပြီမောနဲ့မတွေ့တိုင်းမောတို့တိုက်ကိုမောင်အခောက်ခောက်သွားတယ်တနေ့တော့မောတို့တိုက်မှာလူစိမ့်တယောက်တွေ့ရတယ်မောင်ဝင်လာလာချင်းသူ့စီးနှုတ်ဆက်တယ်ကိုတော်ကားဆိုတာခမရပဲမို့လားတဲ့မောင်လည်းအံ့အားတက်သွားမိတယ် မောင်မသိတဲ့လူတယောက်ကမောင်ကိုဘယ်နည်းဘယ်ပုံသိထားတယ်လဲဆိုတာတင်းစားလို့မရဘူးခဏတော့မောင်လည်းကြောင်နေမိတယ်သူကပဲသူ့ကိုသူမိတ်ဆက်လိုက်တယ်ကျွန်တော်နာမည်က မောင်စိန်ဝင်းလို့ခေါ်ပါတယ်အမေရိကကပြန်လာတာတလလောက်ပဲရှိပါသေးတယ်ရွှေဘုံသာလမ်းမှာစိန်ဝင်းစေးတိုင်းဆိုပြီးဖွင့်ထားပါတယ်ကျွန်တော်ကမသိပေမဲ့ကိုတော်ကကိုတော့မောကပြောလို့သိနေနေပါတယ်မောင်ဘာပြန်ပြောရမှန်းမသိပဲကြောက်နေတယ် ။နောက်မှအလိုက်တင်ပြပြောလိုက်ရတယ်။အော်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။အခုမောနဲ့တွေ့ဖို့လာတာလားခမညာ။မောအเจ้าကပြန်မလာသေးပါဘူး။မောင်သူ့ကိုနှုတ်ဆက်ပြီးပြန်ခဲ့ရတယ်။မောင်ရင်ထဲမှာတော့မတင်မကြာကြီးဖြစ်နေမိတယ်။ညာအိတ်ဒီထီသူ့မျက်နှာဟာမောင်မျက်စိတွေကမထွက်ဘူး။မောင်ကသူ့ဘာကြောင့်သိရတာလဲ။မောတို့တိုင်မှာသူ့ကဘာကြောင့်ခုလိုဝင်ထွက်နေနိုင်တယ်လဲ။မောနဲ့သူနဲ့ဘလို့သက်ဆိုင်လဲ။ မောင်ကောင်းထဲမှာမိခွန်းတွေအမျိုးမျိုးထုတ်ကြည့်တယ်။အပြေကမပေါ်လာဘူး။နောက်ဆုံးမောစီကစားရတယ်။မောင်ကိုအိမ်မလာပါနဲ့တော့ဆိုတဲ့စားရတဲ့နေ့ပဲမောင်မောတို့အိမ်ကိုလာတယ်။ဒီတစ်ချိန်တော့မောင်အတွေ့နောက်ဆုံးကံကောင်းခြင်းလို့ဆိုရမှာပဲ။မောင်ဧကန်းပေါရောက်တယ်ဆိုရင်ပဲမောရဲ့အဲ့ဒီကိုဆိုင်ရဲ့မောရဲ့ဖေဖေရဲ့တွေ့ရတယ်။မောင်ဝင်လာတယ်ဆိုရင်ပဲကိုဆိုင်ဝင်းကပြန်မဆုံးမောင်ကိုလှမ်းနှုတ်ဆက်လိုက်တယ်။ ကဲလာကိုတော့ကအတော်ပဲဗျာခမ ्या ကိုတွေ့ရတာကျွန်တော်တို့ဆွေးနွေးစရာလေးရှိတာပို့ပွင့်လဲလဲဆွေးနွေးရအောင်ခဏတော့မှကြောင်ပြီးရက်နေမိတယ်မောမျက်နှာကိုလှမ်းကြည့်လိုက်တော့မောမျက်နှာတကူဟာနှင်းစီအောင်လွှမ်းနေတယ်ကိုစိန်ဝင်းကဆက်ပြောလိုက်တယ်အိုးဒါကိုတော့ကဆိုတာပဲကဲမောအားလုံးရှိမှပဲအဆုံးဖြတ်ပေးမပေးလို့လည်းမရတော့ဘူးမောနှခံလေးတွေတဆက်ဆက်တုံနေတာမောင်မြင်ရတော့မောင်ရင်တွေလည်းခုန်လာတယ် ောဘလို့ဆုံးဖြတ်မလဲဆိုတာမောင်ရင်တမမစောင့်နေရတယ်။ဟုတ်တယ်သမီး။ဒါသမီးရဲ့အဆုံးဖြတ်ပုံမှာတည်နေပြီ။ကဲပြောပြီတော့။မောကသူ့မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးရှိုက်လိုက်တယ်။ရှိုက်ငုံနေရင်ကပြောလိုက်တဲ့မောရဲ့အဆုံးဖြတ်ကတော့မောဖိဖိစကားကို မလုံးဆန်ပါဘူး။ဖိဖိသဘောအတိုင်းပဲစီစဉ်မှာတော့။မောင်တို့ကလုံးလှုပ်မရတဲ့လိုခံစားလာမိတယ်။အသက်ကိုစူးစမ်းပြီးရှူနေရတယ် မောင်တလန်းချင်းနောက်ဆုတ်သွားမိတယ်။အပေါဝါရောက်တော့မော မောက်အနာရောက်လာတယ်။မောင်မောကိုခွတ်လို့ပါ။မောကိုစိတ်နာလိုက်ပါတော့။မောမတတ်နိုင်တော့ဘူး။မောင်တခုံးမှပြန်မပြောနိုင်ဘူး။မောကိုတစ်ချက်ပဲစိုက်ကြည့်ပြီး မောနဲ့ဝေးရပြေးခဲ့ရတယ်။အခုတော့အချင်းဆိုတာမောင်နားလဲပါပြီမောရဲ့။မတူညီတဲ့ဘဝမှာချစ်မြတ်တာဆိုတာ လိုက်ချင်းပြေးချင်းဝေးချင်းနဲ့ပူဆွေးငိုကြွေးရခြင်းမှာပဲဖော်လာမောရင်ဟုတ်ကဲ့ပါရှင်စိုင်းဆရာကြီးအောင်းလင်းရေးသားထားတဲ့မောဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးပါပြီရှင်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်